အားလုံးမင်္ဂလာပါရှင်ဆယ်လပိုင်း19ရက်နေ့ရနေပြီးတော့ဆယ်လပိုင်း26ရက်နေ့ထိစနေသားသမီးများအတွက်တပတ်စာကံကြမ္မာများဟိုကနေစပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်ဒီတပတ်မှာစနေသားသမီးတွေအရန်ကိုထူးကြပါတယ်အဲ့တော့စနေသားသမီးတွေအစားဆုံးလေးကြည့်ပြီးပါစနေသားသမီးတွေအလုပ်နဲ့ပတ်သက်ပြီးတော့ယာတူးတူးကိုစောင့်ဆိုင်းနေတာလေအလုပ်နဲ့ရပြောင်းဖို့စောင့်နေတာရှိတယ်ဆိုလို့ရှိရင်အလုပ်ပြောင်းမယ်နေရာကောင်းနေရမယ်ယာတူးတူးခွင့်နဲ့ရမယ်အလုပ်နဲ့ပတ်သက်ပြီးတော့ခွင့်လန်းကောင်းနေပေါ်ပေါက်လာတတ်တယ် ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းအောင်မြင်မယ်တည်ငောင်းနေကြားရတတ်ပါတယ်ကိုဖြည့်ဆူထားတဲ့ဆောင်ဝဲတွေအောင်မြင်တာเนาะအင်တာဗျူးတွေဖြည့်ဆူထားရင်လည်းအောင်မြင်ပါလိမ့်မယ်အဲ့တော့စနေသားသမီးတွေကဒီတပတ်တာကာလမှာထူးခြားပြောင်းလဲစွာနဲ့ကံကောင်းမှုနေတာကိုတွေ့မြင်ရပါတယ်မိမိတို့အနေနဲ့ကဒီတပတ်တာကာလမှာ တကူရေတန်ရှင်းမှုကိုပို့ပို့ပြီးတော့ပြုလုပ်ပေးရမယ်အမွှေးနှံသားလေးတွေတုံးဆွဲပေးရမယ်အရင်တော့ရင်ဝေးတွေမတုံးဆွဲခဲ့ဘူးပေါင်နာတို့နော်ကိုလိန်ပေါင်နာတို့ဘာလို့လုံးဝမတုံးခဲ့တဲ့သူဆိုရင်တော့ဒီတပတ်မှာကိုကတန်ကောင်းခြင်းနဲ့ကိုရဲ့အကျင့်စီတွေအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်တော့အမွှေးနှံသားများများလေးတုံးဆွဲပေးပါဟောမိမိတို့ရဲ့စံသားလေးတွေကိုလည်းအမွှေးစီလေးတွေလိမ့်ပေးတာမျိုးလေးတွေပြုလုပ်ပေးပါဒီတပတ်မှာစနေသားသမီးတွေကတမာဒီဝနှကောင်းနဲ့မြက်တွေအထူးစောက်ရှောက်တဲ့ကာလတစ်ခုရောက်ရှိနေပါပြီဒါကြောင့်စနေသားသမီးတွေကဒီတပတ်မှာဆို ိုရင်ငွေကြေးကအရန်ကိုကောင်းပါတယ်ငွေကန်နေပွင့်လန်းနေပါတယ်เนาะအဲ့တော့ကိုကငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းအရန်အလွတ်အလွန်ကိုလလပတ်တွေရှင်နေတတ်ပါတယ်ငွေကန်နေလည်းပွင့်လန်းနေပါတယ်ငွေကြေးအူကြီးတောင်းထားတာတွေရှိနေတယ်ငွေကြေးအူကြီးတွေရရှိတတ်ပါတယ်ငွေနဲ့ပတ်သက်ပြီးတော့လည်းကန်ကောင်းနေပါတယ်အဲ့တော့စနေသားသမီးများကအိမ်မိသားစုနဲ့ပတ်သက်ပြီးတော့ ကိုကမိသားစုရဲ့တာဝန်တွေဒီတစ်ပတ်မှာပို့ပြီးတော့လုပ်ပေးရတာလုပ်ကင်ပေးရတာတာဝန်ယူပေးရတာမျိုးတွေပုံများနေရတတ်ပါတယ်လူမှုရေးကိစ္စလေးတွေမှာကြတော့စနေသားသမီးတွေကတက်တောင့်တတာအေးအေးဆေးဆေးနဲ့ဖြတ်သန်းရတဲ့ကံလာတစ်ခုဖြစ်ပါတယ်လူမှုရေးတွေမှာပြဿနာတွေမရှိပါဘူးเนาะအေးချမ်းပါတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့ကိုချစ်နေတဲ့သူဖွင့်ပြောရရင်ကောင်းမလားဒီတိုင်းလေးပဲနေရင်ကောင်းမလားအဲချစ်သူရှိနေတဲ့သူဆိုလို့ရှိရင်เนาะကိုရဲ့ချစ်သူက ကိုယ်ကိုလက်ထပ်ခွင့်တွေတောင်းရတာမျိုးတွေဖြစ်ပေါ်လာတတ်ပါတယ်စစ်ဆက်ကြောင်းတန်းခံရတာမျိုးတွေလက်ဆောင်ပစ္စည်းတွေရရှိတာမျိုးတွေလည်းကြုံရတတ်ပါတယ်အဲ့တော့အိမ်တော်ရင်းနဲ့ပတ်သက်ရင်နည်းနည်းလေးတိုက်ခံရှိပါအိမ်တော်ရင်းကတော့တိုက်ခံရှိတယ်နည်းနည်းခရူဆက်ရမယ်တယောက်နဲ့တယောက်ဒီတပတ်တာကာလမှာစိတ်နှောင့်ယှက်စရာတွေဖြစ်တယ်ဆိုလို့ရှိရင်လည်းတယောက်နဲ့တယောက်အလျှော်ပေးရမယ်ဆက်ဆံပေးရမယ်เนาะဒါဆိုရင်အိမ်တော်ရင်းကကန်ကောင်းသွားမှာဖြစ်ပါတယ်ဘာမှတော့မပူပါနဲ့စနစ်သားသမီးတွေကဒီတပတ်မှာပေါ့အရန်ကိုကန်ကောင်းပုံမှာတည်ရှိနေပါတယ်เนาะ အဲ့တော့ဒီဒီဘက်မှာစနေသားသမီးတွေကပြုလို့ရမယ့်ရေတွေအားလေးရကြတော့မိမိတို့အနေနဲ့မိမိတို့ရဲ့အိမ်ဖေးအားမှာအုံညွန်ဆက်နဲ့ညွန်လှူဒန်းပေးပါနော်အုံညွန်ဆက်နဲ့ညွန်လှူပေးမယ်နောက်တစ်ခုကကြတော့မိမိတို့ဇလုံထဲမှာလေနော်ရွှေအနာကိုဇလုံလေးရှိရင်အဲ့ဇလုံထဲမှာရည်ထည့်မယ်ရည်လေးဝတ်ထည့်မယ်ရည်လေးဝတ်ထည့်ပြီးသွားရင်မိမိအလိုရှိတဲ့စူတောင်း